ဖဖဖမများအလုံးမင်္ဂလာပါကလော့ကော်တာနဲ့ပြန်လဲကျူစွလိုက်ပါတယ်ကျွန်တော်တို့ဒါအခုညအရှင်ပြန်ကစားကြတယ်ချမ်ပီယံလိပွဲစဉ်တုံးမှာတော့ကျွန်တော်တို့အမန်ချက်တာစီးတီးကတော့ကျွန်တော်တို့အဝေးကွင်းမှာဘီလာရီယိုကိုကျွန်တော်တို့တွားရောက်ရှင်ပြန်တယ်ဒီပွဲမှာတော့ကျွန်တော်တို့ရဲ့အဲကျွန်တော်တို့အမန်ချက်တာစီးတီးကတော့ကျွန်တော်တို့2-0ဆိုပြီးတော့အအဝေးကွင်းမှာအနိုင်ရလဲပုံသွားတာတယ်ဒီဘီဗီဒီယိုလေးမဆက်ရင်ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ကြတဲ့ like and subscribe လုပ်ပြီးသွားပြီးတော့ ကူညီပေးသွားလို့ရပါတယ်။ Okay အဆောလို့နေကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်ကြအောင်။အရင်ဆုံးအနေနဲ့ကျွန်တော်တို့ဒီနေ့ပွဲမှာတော့မန်ချက်တာစီးရီးအနေနဲ့ကျွန်တော်တို့လူသားတွေအပြောင်းလဲလေးတော်တော်များများလုပ်လာတယ်။အဓိကအဖြစ်သူတို့နောက်တန်းသူတို့နောက်တန်းကိုဒီနေ့ပွဲမှာဝေးကွေးမှသွားရောက်အရှင်မြန်ကစားတဲ့ပွဲဖြစ်တဲ့တရားသူတို့နောက်တန်းမှာသူတို့အဓိကကစားသမားတွေဖြစ်တဲ့ကျွန်တော်တို့ကဘာဒီယိုတို့လိုပင်ဒီရက်တို့ပြီးလို့ရှိရင်အာ stone လို့ပါတယ်ပြီးရင်အဲ new net တို့ဘာတို့ ਨੇ ဒီနေ့ဘွဲမှာအကောင်းဆုံးပုံစံနဲ့သူတို့အဲ portrait လာခဲ့တယ်လို့ပြောလို့ရတယ်ဗျာပြီးလို့ဆိုရင်လည်းသူတို့အဲအဓိကအဲကသာသမားတွေပြီးရင်ဒိုဂူတို့ဘာတို့ရှိမပြီးရင်ဒီနေ့ဘွဲမှာတော့သူတို့ဘနာဒိုဆေးဘာတို့ဘာတို့ပြန်ပြီးတော့တုံးလာတာတွေ့တယ်ဘာဖြစ်လို့လဲဆိုရင်ဘနာဒိုဆေးဘာလည်း champion league မှာတော်တော်လေးဟိုမှာအတွေ့အကြုံများတဲ့ကစားသမားဖြစ်တော့တဲ့ကြောင့်ဒီနေ့ဘွဲမှာတော့ဘနာဒိုဆေးဘာတို့ဘာတို့သူတို့ထည့်ပြီးတော့တုံးလာကြတယ်ဒီနေ့ဘွဲမှာတော့အဲကျွန်တော်တို့အဲ ြောခဲ့လို့ပဲပွဲကြုံမှာပြောခဲ့လို့ပဲမန်ချက်စတာစီးတီးအနေနဲ့သူတို့အဝေးကမှာတွားရောက်ရင်ဆိုင်ကစားမဲ့အတင်းရဘီရာရီရဲ့ဖြစ်တယ်ဘီရာရီရဲ့လည်းကျွန်တော်တို့အဲနိုင်ပွဲလေးတွေပျောက်ထားတဲ့အတွက်ကြောင့်ဒါပေမဲ့ဒီနေ့ပွဲမှာတော့ဘလို့ပုံစံဖြစ်မလဲဆိုတော့ကျွန်တော်တို့အဲပွဲကြုံမှာပြောခဲ့တယ်ဒါပေမဲ့လည်းရခဲ့လက်တွေ့မှာတော့မန်ချက်စတာစီးတီးကိုသူတို့အနေနဲ့ဘလို့မှရှင်ပြီးတော့မကစားနိုင်တာတော့တည်ရမယ်ဒါပေမဲ့တချို့အလုံးတွေမှာတော့သူအဲ အလွတ်လွတ်ထွက်သွားတာရှိတယ်ဗျဒါမှလည်းလေတစ်ဖက်ကအာတို့ရဲ့ဂိုဒမတ်ပြတဲ့ဒေါ်နရူမရဲ့တော်တော်လေးမှကောင်းမွန်တဲ့လက်ဆန်းပြမှုတွေနဲ့အဗီလာရီယားတို့ဘလူးမမလို့ဗီလာရီယားအနေနဲ့ကျွန်တော်အနေနဲ့ဒီမနေ့ကကြည့်မယ်ဆိုလို့ဆိုရင်ဗျာသူတို့အနေနဲ့ short and target တော့မတိတ်ပြီးတော့အဲ့လောက်ထိမရှိဘူးထင်တယ်ဗျာမန်ချက်တာစီးတီးကိုကန်ကွင်းရတယ်ထင်မှာဒါပေမဲ့မန်ချက်တာစီးတီးကတော့တော်တော်လေးမှ short and target ကျွန်တော်တို့ကြည့်မယ်ဆိုလို့ဆိုရင်ဘယ်နှကြိမ်ခုနှစ်ကြိမ်လောက်ရှိတယ်ထင်တယ်ဗျာမန်ချက်တာစီးတီးအနေနဲ့ကန်တာ ဒီတက်ကြောင့်မယ်ကျွန်တော်တို့အဲဘယ်လိုပြောမလဲဆိုလို့ဆိုရင်အဲသူမက်ချာစီးတီးကိုမရှင်းနိုင်ပါဘူးဗျာအဲမက်ချာစီးတီးမှာကျွန်တော်မက်ချာစီးတီးနဲ့ပွဲတိုင်းဗီဒီယိုတိုင်းဗီဒီယိုတိုင်းမှာပြောလို့လို့ပဲမက်ချာစီးတီးကကိုသွင်းရင်သွားကြည့်လိုက်ဘယ်သူလဲဆိုလို့ဆိုရင်ဟာလန်ပဲဟာလန်နေနဲ့ဒီနေ့မှာတော်တော်လေးမှကောင်းမွန်တဲ့ပုံစံတွေမြင်ရမယ်ထပ်ပြီးတော့သူဆရာသမားကလည်းဝမ်မန်ဝမ်ဒေးရဲ့အလုံးကိုကျွန်တော်တို့ဒုတိယပိုင်းမှာဝမ်မန်ဝမ်ဒေးရဲ့အလုံးကိုတော့ဝင်သွားခဲ့ဟာလန်နေနဲ့တကယ်လို့လားအဲ့လိုမျိုးအလုံးတွေတော့ဝင်ခဲ့မယ်ဆိုတော့ဟာလန်နေနဲ့ဒီနေ့မှာနှလုံး တုံးလုံးလောက်တော့ကျွန်တော်ရမယ်လို့တော့အမြင်ညီကိုရောဘယ်လိုမြင်ကြလဲโอเคအဲ့ဆိုလို့ကျွန်တော်တို့တစ်ဖက်က Villarreal ရဲ့ Villarreal ကတော့ဒီနေ့အဲသူတို့ရဲ့ပုံစံပြန်ကြည့်မယ်ဆိုလို့ဆိုရင်ညာပုံစံဘယ်လိုကြည့်မယ်ဆိုသူတို့အနေနဲ့အဲခန်းစင်းကိုပဲအဓိကအားပေးရောဆော့တယ်ဒါမှမဟုတ်အဲတချို့တချို့တော့မိနစ် 30ကျော်40လောက်ဆိုလို့ရှိရင်တော့ပထမပိုင်းမှာဆိုလို့ရှိရင်တို့အနေနဲ့တော်တော်လေးမှာတက်ဆစ်စင်တာကိုတက်ဆစ်ပြန်ပြီးတော့ဆင်ပြီးတော့ကစားတာတွေ့ရမယ်ဒါပေမဲ့တစ်ဖက်ကလည်းမန်ချက်စတီရဲ့နောက်တန်းတွေကိုတို့ဘလို့မှတိတ်ပြီးတော့မကျော်နိုင်ဘူးလို့ကျွန်တော်တို့မြင်တယ်ပြီးလို့ဆိုရင်မန်ချက်စတီရဲ့ကွင်းလယ်မှာဖြစ်တဲ့ဒိုကူရူဘာလို့ဆိုလဲတစ်ဖက်ကတို့ကစားသမားတွေတိတ်ပြီးတော့မထိန်းနိုင်ဖြစ်တယ်ပရာလိုဆေးဘာကတော့ကျွန်တော်ဒီနေ့ပွဲမှာတော့ရှင်းတယ်သူ့အနေနဲ့သူ့ရဲ့ပယ်ရစင်နေပြီးလို့ဆိုရင်သူ့ရဲ့အဲ အဲ့လိုပြောမယ်ဆိုရင်ဗျာအဲသူရဲ့ pressing နဲ့သူရဲ့အဲဘောလုံးအမြင်ဆူရှောင်းမှုတွေဒီနေ့ပွဲမှာပို့ပြီးတော့အဲအလောက်ဖြစ်တယ်လို့မြင်တယ်ဒီဒီတော့ကြောင့်လဲသူ့နည်းသွင်းကိုတွေပါတယ်ပေါင်ရင်ပတ်သက်သွားတယ်လို့ပြောလို့ရကျွန်တော်အရင်ဆုံးရသွားတယ်ပမာဥစုမှရသွားတယ်ဟာလန်ရဲ့သွင်းကိုဟာလန်ရဲ့ဒီသွင်းကိုကတော့သူရဲ့အဲ signature ထုံးစံအတိုင်းပဲသူကတော့သွင်းသွားတယ်ပြီးလို့ဆိုရင်ကျွန်တော်တို့ brand စိတ်ပါနေကြလဲထပ်ပြီးတော့သွင်းအဲ့တော့ကြောင့်သူတို့2စီးဖြစ်သွားတယ်ဗျာအဲ2စီးဖြစ်သွားတဲ့အချိန်မှာတော့သူတို့အနေနဲ့ဘယ်လိုဖြစ်လဲဆိုတော့အဲပထမပိုင်းမှာလဲ2စီးဖြစ်သွားဒုတိယပိုင်းမှာတော့သူတို့အနေနဲ့ အတွင်းကိုတွေထပ်ပြီးတော့ကျွန်တော်တို့ကမြင်တွေ့ရမယ်လို့ထင်တာဒါပေမဲ့အတွင်းကိုတစ်ဖက်ကကျွန်တော်ဒုတိယပိုင်းမှာစတော့ဆိုရင်ဘီလာရီရဲ့နောက်တန်းလည်းတော်တော်လေးမှကောင်းမွန်လို့ဘီလာရီရဲ့ကွင်းရဲ့ကစားသမားတွေဖြစ်တဲ့ကျွန်တော်တို့အာဆင်နယ်ပြောင်းသွားတဲ့ပါတီတို့ဘာလို့ဆိုတော့ဒီနေ့ပေါ်မှာတော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေပြသထားနိုင်တယ်ဆိုတော့သူတို့နေဒုတိယပိုင်းမှာထင်တယ်လို့တော့တိတ်ပြီးအလုံးမဖြစ်ဘူးဗျာ။ဒီတော့ကြောင့်လဲသူတို့ဟိုမိနစ်60ကျော်လောက်မှလာမှန်းသိအဲကျွန်တော်ခုနပြောခဲ့လို့ပဲဟာလန်အဲကျွန်တော်ကြွကြွကြီးကန်ရက်ထိမှာတော့ဂိုးသမားကနေပြီးတော့ ကောဒမန်ရဲ့6လောက်နဲ့ထေပြီးတော့ပြန်လာထွက်လာတယ်။ဟာလန်အနေနဲ့တကယ်လို့အဆုံးသတ်တယ်ကြမယ်ဆိုရင်အ3လုံးလောက်တော့ဒီနေ့ပုံမှန်ရသင့်တယ်လို့တော့မြင်တယ်ကျွန်တော်။ဘာပဲဖြစ်ဖြစ်ပါဒီနေ့ပုံမှန်ချန်ပီယံလိကျွန်တော်အ3ပွဲကန်သွားတဲ့အချိန်မှာတော့အာဆင်နယ်အဲမန်ချက်တာစီးရီးအနေနဲ့ဒီနေ့ပေါ်မှာထပ်ပြီးတော့အနိုင်ရရှိတယ်။အဲဒီတက်ကြောင့်လည်းတို့အနေနဲ့ပြီးရရင်ပြီးမြန်လေးမှာ ပြန်လဲကံမဲ့အချိန်မှာတော့တို့နေတော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေကိုတော့အမြင်တွေ့ရဖို့ထပ်ပြီးတော့ရှိတယ်။ဟာလန်နေနဲ့ကျွန်တော်တို့ပွဲတိုင်းလိုလိုကိုးသွင်းတယ်ပြီးရင်လည်းကျွန်တော်တို့ပြီးမြလိမ့်မှာလည်းအဲဟာလန်ကိုထိမ့်မဲ့သူကဆိုတော့တိတ်ပြီးတော့မရှိလောက်သလောက်တော့ရှားတယ်လို့ဖြစ်နေတယ်။ဒါပေမဲ့ဟာလန်နေနဲ့အဲ့လိုမျိုးတွင်းကိုးတွေဆိုတာသူနေနဲ့ဝမ်မန်1တွေ့တဲ့တွင်းကိုးတွေဒါသူနေနဲ့တိတိချာချာတွင်းမဲ့ဆိုလို့သိရင်ဟာလန်နေနဲ့ဒီနေ့ပွဲမှာလည်း3ဂိုးလောက်ထိုက်ရပြီးတော့ရသင့်တယ်လို့တော့ကျွန်တော်မြင်တယ်။ဒါပေမဲ့တလုံးကတော့သူ့အနေနဲ့ အဲ့လုံကလည်းဂိုးသမားကောင်းသွားတယ်လို့တော့အမြင်တယ်ညီကိုတွေရောဒီညအချိန်မှန်ကစားကြတဲ့ဘီလာရီယန်နဲ့မန်ချက်စတာစီးတီးရဲ့အဲပွဲမှာတော့ပဲကစားသမားညီကိုလေးတက်အကောင်းဆုံးကစားသမားလို့မြင်တယ်ကျွန်တော်အနေနဲ့ဒီနေ့ပွဲမှာတော့တစ်ဖက်ကဒိုဘူကတော့တော်တော်လေးမှကောင်းမွန်တဲ့သူ့အနေနဲ့ twin goal တွေဒါမရရှိဘူးလို့ဒါပြောတာဒါပေမဲ့တော်တော်လေးမှကောင်းမွန်တဲ့ပုံစံတွေပြသထားတယ်သူ့အနေနဲ့အတူချင်းကြော်ဖြတ်မှုတွေရောနောက်ကျဘောလုံးပေးပို့မှုတွေမှာတော်တော်လေးမှကောင်းမွန်တယ်လို့မြင်တယ်တစ်ဖက်ကအဲပီရာရီရဲ့နောက်တန်းကစားသမားတွေဆို တော့ကိုဘလို့မှထိလို့မရတဲ့အခြေအနေတွေအကြောင်းတို့အနေနဲ့ပြစ်ဒဏ်တွေပါလေကျူးလွန်ခဲ့ရတယ်ဗျာဒီနေ့ပွဲမှာတော့သူမန်ချက်တာစီးတီးအနေနဲ့တခုကောင်းသွားတာကျွန်တော်မိနစ်80ကျော်လောက်မှာပေါ့80ကျော်80ကျော်မှာဟာလန်ကိုထုတ်ပြီးတော့သူတို့မမွန်းတို့ပါလို့ဒီနေ့ပွဲမှာပြန်လဲလူစားဝင်ပြန်လဲပေါင်းဝင်လာတယ်ဒီတော့ကြောင့်လဲမမွန်းအနေနဲ့ကျွန်တော်ပြင်းပြလိမ့်မှာပြန်လဲပွဲထလာမလားလို့မြင်ရတယ်ဒါမှလည်းမမွန်းအနေနဲ့ကျွန်တော်ဟာလန်ရဲ့ ုံစံအတိုင်းဟာလန်အတွင်းကိုတွေအတွင်းနေတဲ့ကိုဖတ်မှုတွေလုံးနေတဲ့အချိန်မှာတော့လုံးနေပဲဆိုရင်တော့မမို့အနေနဲ့သူ့အနေနဲ့အဲနေရာတိတ်ပြီးတော့ရမယ်လို့တော့မင်းမမြင်ဘူးညီကိုတွေတော့ဘယ်လိုမြင်ရလဲဒီညချင်းမှန်ကစားကြတာတဲ့ပီလာရီရဲ့မန်ချက်တာစီးတီးပွဲမှာအဲဘယ်ကစားသမားအကောင်းဆုံးလို့ထင်လဲဘယ်အောင်စင်းမချက်ပြတော့လို့ရပါတယ်။ live ချီချူပေးကြတဲ့ညီကိုတယောက်ချင်းတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်။ကျွန်တော်ရဲ့နောက်ဗီဒီယိုလေးမှာပြန်လဲဆောင်လို့ကြတော့ပါဗျာ။